ဲထုတ်လွှင့်မှုကိုပြန်လည်ပြီးတော့စတင်ပေးပါရမယ်ဒီကနေ့ညမှာတင်ဆက်ပေးမယ့်သတင်းတွေကအင်အားပြင်းမန္တလေးငလင်ကြီးအပီယနေ့နေ့နောက်ပိုင်းအထိနောက်ဆက်တွဲငလင်148ကျိန်လှုပ်ခတ်ခဲ့ဆိုတဲ့သတင်းဟင်္ဒရာရေကုန်လမ်းမကြီးဇလွန်မြို့နယ်ဖတ်တောင်းခွေအနီးနားအင်တိုက်မှုဖြစ်ပွားခဲ့ပြီးလူအများအပြားဒဏ်ရာရဆိုတဲ့သတင်း မော်လမြိုင်မြို့ကနလန်အမှတ်၄စိတ်ခံဘောဒရာအနီးရင်းနှစ်ပြောင်းဆုံးခဲ့တဲ့အသက်၃နှစ်အရွယ်ကလေးဤရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ဆိုတဲ့သတင်းဂျမေကာလက်ရွေးစင်အသင်းအတွက်ရှင်ပြိုင်ကစားသွားရန် Greenwood ရွေးချက်ထားပြီဖြစ်သည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အတီပြူဆိုတဲ့သတင်းစားတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ဥဇော်သတင်းနေနဲ့ အင်အားပြင်းမန္တလေးငလင်ကြီးအပီးယနေ့နနက်ပိုင်းအထိနောက်ဆက်တွဲငလင်148ကျိန်လှုပ်ခိုက်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလ28ရက်နေ့မွန်လွယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမန္တလေးငလင်ကြီးလှုပ်ခတ်ခဲ့အပီးဒီကနေ့ဧပြီလ19ရက်နေ့နနက်ပိုင်းအထိနောက်ဆက်တွဲငလင်148ကျိန်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ ဒီနေ့ဧပြီလ19ရက်နေ့မနက်ပိုင်းမှာငလင်း3ချိန်လှုပ်ခတ်ခဲ့ပြီးအင်အား3တပ်သမားကိုအစင်းရှိတဲ့ငလင်း2ခု ပောင်းဝင်ခဲ့တာပါဧပြီ19ရက်နေ့မနက်အစောပိုင်း၄မိနစ်၅၀စက္ကန့်အချိန်မှာရေတာရှည်မြို့ရဲ့မြောက်အနောက်မြောက်ဘက်16မိုင်ကန်အကွာကိုဗဟိုပြုပြီးအနက်73ကီလိုမီတာ AR Raiders K 3.6ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာပါ။ဒါ့ပြင်ဧပြီလ19ရက်နေ့မနက်အစောပိုင်း30မိနစ်24စက္ကန့်အချိန်မှာ ရမဲသိမ်းမြို့ရဲ့အနောက်မြောက်ဘက်၄မိုင်ခန့်အကွာကိုဗဟိုပြုပြီးအနက်41ကီလိုမီတာအင်အား3.9ရစ်တာစကင်းရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့နောက်မနက်9:00နာရီမိနစ်50 3စက္ကန့်အချိန်မှာမြေသားမြို့ရဲ့မြောက်အနောက်မြောက်ဘက်၃မိုင်ခန့်ကိုဗဟိုပြုပြီးအနက်15ကီလိုမီတာမှာအင်အားရစ်တာစကင်း3.5ရှိတဲ့ငလင်တို့လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ဒါ့ပြင်နေ့စန်း2ရက်နေ့မနက်အစောပိုင်းမနက်3:59မိနစ်49စက္ကန့်ခန့်မှာ မန္တလေးမြို့ရဲ့အနောက်နောင်မြောက်ဖက်နမိုင်ကအကွာကိုဗဟိုပြုပြီးအနက်7ကီလိုမီတာမှာ3ဒသမ9ရစ်တာစကေးရှိတဲ့ငလင်းလှုပ်ခတ်ခဲ့ပြီးမနက်9နာရီ39စက္ကန့်မှာပြေမနာမြို့ရဲ့အရှိတောင်ဘက်မိုင်30ခန့်အကွာကိုဗဟိုပြုပြီးအနက်7ကီလိုမီတာမှာရစ်တာစကေး3ဒသမ5ရှိတဲ့ငလင်းလှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပြင်ညနေ၄နာရီ၁၀မိနစ်၃၁စက္ကန့်မှာရမဲသိမြို့ရဲ့အနောက်မြောက်ဘက်တမိုင်ကန်အကွာကိုပဟိုပြုပြီးအနက်၁၀ကီလိုမီတာမှာ Richter scale ၃တက်သမ၁ရှိတဲ့ငလင်လှုပ်ခတ်ခဲ့ပြီးည9နာရီ6မိနစ်၈စက္ကန့်မှာတကုံးမြို့ရဲ့အနောက်မြောက်ဘက်ကိုမိုင်ကန်အကွာကိုပဟိုပြုပြီးအနက်၁၄ကီလိုမီတာမှာ Richter scale ၃တက်သမ၃ရှိတဲ့ငလင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။မလ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့် ဧပြီ14ရက်နေ့အထိရရှိထားတဲ့စီးရင်တွေအရသေဆုံးသူ3800ကျော်ဒဏ်ရာရသူ9000ကျော်နဲ့ပျောက်ဆုံးနေသူ130ကျော်ရှိတယ်လို့သိရပါဗျ။ဆက်လက်ပြီးဟင်းသရရန်ကုန်လမ်းမကြီးဇလုံမြို့နယ်ဖတ်တောင်းခွေအနီးနားရင်တိုင်းမှုဖြစ်ပွားခဲ့ပြီးလူအများပြားဒဏ်ရာရဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ဟင်္ဒရာရန်ကုန်လမ်းမကြီးဇလုံမြို့နယ်ဖတ်တောင်းခွေအနီးမှာရင်တိုင်းမှုဖြစ်ပွားခဲ့ပြီးလူအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ ရေတိုက်မှုဖြစ်စဉ်ဟာဧပြီ18ရက်မော်လွဲ2နာရီကျော်ခန့်ကတွဲကားနဲ့ခရီးသည်တင်ကအိမ်စည်းကားတို့တိုက်မိခဲ့တာဖြစ်ပါတယ်။ဟင်းသရန်းကနေရန်ကုန်ကိုသွားတဲ့ခရီးသည်တင်ကားနဲ့အိမ်စည်းကားကရှေ့ဆင်းနောက်ဆင့်တွဲကားကြီးကရန်ကုန်ဘက်ကနေလာတာဖက်တောင်ကွေးနားမှာတိုက်မိတာ ကားသုံးစီးကစုစုပေါင်း73ယောက်လောက်ဒဏ်ရာရတယ်လို့သိရပါတယ်လို့ရဲဝန်နဲ့တူကဖြေကြားပါတယ်။ဒဏ်ရာရသူများတဲ့ဇလွန်တနုပြူတို့ရဟင်းသရန်းကလူနာတရင်တွေဝိုင်းကူကြပါတယ်။ ဇလွန်စင်းယုံကနေဟင်္ဒရာစင်းယုံကြီးကိုလွှဲတဲ့လူနာတွေရှိတယ်။ဇလွန်စင်းယုံကနေရန်ကုန်ကိုလွှဲတဲ့လူနာတွေလည်းရှိပါတယ်။ကျွန်တော်တို့ဖွဲ့တွေကိုကြီးပို့ဆောင်ပေးနေပါတယ်လို့ဟင်္ဒရာခရိုင်ကွန်ရဲ့လူမှုကူညီရေးအသင်းကတာဝန်ရှိသူတို့ကဖြေကြားပါတယ်။ကနဦးရရှိတဲ့တဲ့ရင်အရာဒရာပြင်းထန်တဲ့လူနာတွေရှိနေပေမဲ့လည်းသေဆုံးသူမရှိဘူးလို့သိရပါတယ်။မော်လမြိုင်မြို့ကန်နာလန်အမှတ်၄စိတ်ခံဘောတရာအနီးရင်းနှစ်ပျောက်ဆုံးခဲ့တဲ့အသက်၃၃နှစ်အရွယ်ကလေးဤရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မော်လမြိုင်မြို့ရွှေတောင်ရွက်ကွက်ကန်းတော်လန်အမှတ်လေးစိတ်ခံပေါ်တရာအနီးရင်းနှစ်ပြောင်းဆုံးခဲ့တဲ့အသက်73နှစ်အရွယ်ကလေးရဲ့ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့တယ်လို့သိရပါဗျ။ဧပြီ18ရက်နေ့မြမတကြံနှစ်ဆန်းတရက်နေ့မော်လဲ2နာရီဝင်းကျင်ခန့်ကအဆိုပါမော်လမြိုင်မြို့ရွှေတောင်ရွက်ကွက်ကန်းတော်လန်မှာရှိတဲ့အမှတ်လေးစိတ်ခံပေါ်တရာအနီးမှာ ်အသက်73နှစ်ဝင်းကျင်ကလေးလေးဦးဟာဘောလုံးကန်နေကြစဉ်ဘောလုံးဟာတန်လင်းမြစ်ထဲကျသွားတဲ့အတွက်ကလေးလေးဦးဟာဘောလုံးလိုက်စင်စင်မှာ၃ဦးဟာပြန်တက်လာနိုင်ခဲ့ပေမဲ့အသက်73နှစ်အရွယ်မောင်သူခန့်ဆိုသူဟာပျောက်ဆုံးသွားတဲ့အတွက်လူမှုကွန်ရီကေစီအဖွဲ့တွေရက်ွက်နေပြည်သူတွေဝိုင်းဝန်းရှာဖွေခဲ့ကြတယ်လို့မြို့ကန်တအုပ်ကပြောပါရယ်၎င်းကဆက်လက်ပြီးကလေးတွေကမော်လမြိုင်မြို့ဖက်တန်းရက်ကွက်ထောင်းမင်းရက်ထဲကကလေးတွေလို့သိရပါဗျ။ဧပြီလ18ရက်နေ့ကကလေးတယောက်ရေထဲနှစ်နေလို့ သူ့မိဘစီကိုဂျန်နဲ့ကလေးတွေကလာပြောမှသိကြတယ်လို့ပြောပါရယ်။ရှင်နစ်ပြောင်းဆုံးခဲ့တဲ့မောင်သူအခန့်ရဲ့ရုပ်အလောင်းကိုဧပြီလ18ရက်နေ့မနက်7:40မိနစ်40ခန့်မှာအဆိုပါအမှတ်လေးစိတ်ခံဘော်ဒရာအနေနဲ့တန်လျင်မြကန်းဆက်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း၎င်းမြို့ကန်ကဆိုပါရယ်။ရှင်နစ်တင်ဆောင်ခဲ့တဲ့မောင်သူအခန့်ရဲ့ရုပ်အလောင်းကိုမော်လမြိုင်မြို့ကန်လူမှုကွန်ရက်ကစင်ရဲ့အဖွဲ့ကမော်လမြိုင်မြို့ပြည်သူ့စေယုံကြီးမှရှိတဲ့ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါရယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ဂျမေကလက်ရွေးစင်အသင်းအတွက် ရှင်ပြိုင်ကစားသွားရင်ဂရင်းမှုရွေးချယ်ထားပြီးဖြစ်တယ်ဟုအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အတီးပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကမာဆေးတိုက်စစ်မှု Greenwood ဟာဂျမေကလက်ရွေးစင်အသင်းအတွက်ရှင်ပြိုင်ကစားသွားဖို့ရွေးချယ်ထားပြီးဖြစ်တယ်လို့အတီးပြုခဲ့ကြောင်း ESPN ကဖော်ပြခဲ့ပါတယ်။ ခရီးမှုဟာတက်တန်းအလိုက်လူငယ်အသင်းတွေမှာအင်္ဂလန်နိုင်ငံကိုကိုစားပြုကစားခဲ့တယ်လို့အင်္ဂလန်လူရေးစင်အဖြစ်လဲတပွဲကစားထားပါတယ်ခရီးမှုဟာဂျမေကာမျိုးနွယ်ကနေဆင်းသက်လာသူဖြစ်တာကြောင့်ဂျမေကာနိုင်ငံကိုလည်းကိုစားပြု권ရှိသူဖြစ်ရာဂျမေကာဘောလုံးအဖွဲ့ချုပ်က၎င်းကိုပြီးခဲ့တဲ့နှစ်တွေကတည်းကစီးရုံးမှုတွေပြုလုပ်ခဲ့ပါတယ်ခရီးမှုဟာအင်္ဂလန်လူရေးစင်အဖြစ်2020ခုနှစ်မှာတပွဲတာကစားခွင့်ရခဲ့ပြီးတဲ့နောက်အခွင့်အရေးထပ်မရတော့တဲ့အတွက် 2024ဩဂုတ်မှာဂျမေကာလူရေးစင်အသင်းအတွက်ပြောင်းလဲကစားခွင့်ပြုဖို့ FA ထံတောင်းဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာဂျမေကာလူရေးစင်အသင်းကိုအင်္ဂလန်လူရေးစင်နီးပြဟောင်းစတီဗ်မကလာယင်ကကင်တွင်လျက်ရှိတာဖြစ်ပါတယ်။11ရက်တည်းရဲ့ AB လ16ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ထုတ်လင်းပေးခဲ့တာပါ။ကြီးစုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်။အေဂျင့်နဲ့ညလေးဖြစ်ကြပါလိမ့်ရှင်။